မင်္ဂလာပါရှင်ဘာမခဲ့တဲ့တဲ့ရင်ဌာနမှာကြိုးစိုးလိုက်ပါရရှင်ယခုချိန်မှာစာပေနေကင်းမိုင်းတဲ့ရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတဲ့ရင်အနေနဲ့မင်းအောင်လိုင်းသားနဲ့သမီးတို့ကစီးပွားရေးလုပ်ငန်းများအကြီးအကျယ်လုပ်ကိုင်နေချိန်ဝန်ထမ်းများကိုမူပြင်ပစီးပွားရေးမလုပ်ရန်အကြံဖက်စက်ကောင်းဆောင်ကညွှန်ကြားချက်ထုတ်ပြန်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် ဇမ်ဘတ်စကားဆောင်မြောင်းလိုက်ဤသောအောင်ပြေစုံနှင့်သမီးခင်တေရီတမ်မွန်တို့ကမြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်းများစွာအကြီးကျယ်လုပ်ကိုင်းနေတော့လေစစ်ကောင်စီလောက်ခံဝင်တဲ့များနဲ့စနီးသားသမီးများကိုစီးပွားရေးလုပ်ကိုင်းခြင်းမပြုရန်အမိန့်ညွှန်ကြားချက်တရက်ကိုထုတ်ပြန်လာကြောင်းသိရှိရသည် အကြံဖတ်ဆက်ကဆောင်းမယောင်လိုင်းကနန်းစီရန်ဝန်ထမ်းများအနေဖြင့်ပြမစည်းဝါးရေးလုပ်ငန်းများမလုပ်ကရန်တားမြစ်ကြောင့်ဝန်ထမ်းချင်ဖို့နိုင်ငံဝန်ထမ်းဥပဒေနဲ့နေဥပဒေများအရနိုင်ငံဝန်ထမ်းများအနေဖြင့်မိမိတို့၏လုပ်ငန်းတာဝန်နှင့်တိုက်ရိုက်ဖြစ်စေတွယ်ဝရေးဖြစ်စေဆက်ဆက်မှုရှိသည့်သို့မဟုတ်မိမိတို့၏ဇနီးသားသမီးများအမိခံ၍အခြားပြမစည်းဝါးရေးလုပ်ငန်းများတွင်လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရန်ညွှန်ကြားကြောင်းသိရှိရသည် နိုင်ငံဝန်ထမ်းများအနေဖြင့်စီးပွားရေးလုပ်ငန်းကိုမလုံဆောင်ရန်1940ပြည်နှစ်အစိုးရဝန်ထမ်းများကျင်းပဤဥပဒေများ2004ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့်ဝန်ထမ်းကျင်းပအပိုင်၈တွင်၎င်း2013မတ်လ၈ရက်နေ့ထုတ်ပြန်ခဲ့သည့်နိုင်ငံဝန်ထမ်းဥပဒေပုံမှန်39နဲ့၎င်း2014ခုနှစ်မတ်လ26ရက်နေ့ထုတ်ပြန်ခဲ့သည့်နိုင်ငံဝန်ထမ်းဤဥပဒေပုံမှန်290တွင်၎င်းပြဋ္ဌာန်းထားကြောင်းထို့ကြောင့်အဆိုပါညွှန်ကြားချက်ကိုဝန်ထမ်းများအလုံးသိရှိလိုက်နာမည်ဖြစ်ကြောင်းစစ်ကောင်စီညွှန်ကြားချက်တွင်ဖော်ပြထားသည် မြန်မာနိုင်ငံသားဖြစ်သူအောင်ပြေဆုံးမှာပြည်ရင်းစီးပွားရေးလုပ်ငန်းများကိုအမည်အမျိုးမျိုးကုမ္ပဏီမျိုးမျိုးဖြင့်လုပ်ကိုင်လျက်ရှိပြီးအောင်ပြေဆုံးပိုင်ဆိုင်သောကုမ္ပဏီများတွင်ဖုံးမြက်ပြေဆုံး၊ Skywan ၊မြန်မာစက်သူကြီး၊မင်းတရားကြီး၊ Winning Sky ၊ True Golf ၊အောင်မြင့်မော်မင်း Insurance Company ၊ Mytel Telecom Sharing ၊ Azra Beach Resort ၊ ENM Maha Company Limited ၊ငိမ့်ချမ်းပြေဆုံး Manufacturing and Trading Company Limited စသည့်ကုမ္ပဏီများစွာပါဝင်သည်။ အောင်ပြေဆိုရင်ကုမ္ပဏီများသည်စစ်တပ်၏ဆောက်လုပ်ရေးတင်နာဝင်ကြီးဌာနများ၏ဆောက်လုပ်ရေးတင်နာများစွာကိုရရှိထားပြီးဥပမာအားဖြင့်ရန်ကုန်ရှိအမှတ်၁စစ်စေးရုံအထူးကိုစင်နာ ပြင်ဝင်ကရင်900ကင်စာကိုစေယုံပောင်းဝင်စစ်တပ်နှင့်သက်ဆိုင်သောဆောက်လုပ်ရေးလုပ်ငန်းများအလုံးတလားရှိတော်ပြီးတော့စေယုံပောင်းဝင်တင်နာများစွာရရှိလုပ်ကိုင်းခဲ့သည် ထို့ပြင်မြောင်းလိုင်းသားဖြစ်သူအောင်ပြေဆုံးကကျောက်ဖြူရည်နဲ့စီမံကိန်းမှစိတ်ကန်းဆိုင်ရာ project စစ်တွေစိတ်ကန်းစီမံကိန်း project ရန်ကုန်မြို့မြားရီမီဒီယာစင်တာတိဆောက်ရေး project တောင်ကလာဘကောက်ကွင်းပြင်ဆင်မှု project ရုရှား73စီဝေယျကော်မတီကဲ့သို့သောစစ်တပ် project များဆိုလာပြားများတင်သွင်းခြင်းနဲ့ဆိုလာတအားပေးစက်ရုံများတိဆောက်ရေးလုပ်ငန်းများတွင်လည်းလုပ်ကိုင်ခွင့်ရရှိကြသည် မြန်မာနိုင်ငံတမေခင်သီရိတမွန်ကမှုအမှုပညာရှင်နဲ့ဖြောပြေးလုပ်ငန်းများကို7 cents ရုပ်ရှင်ထုတ်လုပ်ရေး SM ဝင်းနဲ့ထုတ်လုပ်ရေးစသည့်အမည်မျိုးမျိုးဖြင့်လုပ်ကိုင်နေပြီးပြည်တွင်သော NBK Motor Company Limited ကုမ္ပဏီအပါအဝင်ကုမ္ပဏီများစွာတည်ထောင်ရေးလျှက်စက်ကားများတင်သွင်းခြင်းလျှက်စက်ကားအသင်းရုံများတည်ဆောက်ခြင်းများကိုလုပ်ကိုင်ဝင်ရရှိနေသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့ USAID အကူအညီများဖြတ်ကြားမှုဖွဲ့စည်းပုံနှင့်မညီမှုတရားရုံးဆုံးဖြတ်ထပ်မဖြတ်ရန်အမေရိကန်တရားသူကြီးအမိန့်ထုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID ကိုပိတ်သိမ်းပြီးနောက်ထပ်လုံဆောင်မှုများကိုမလုံဆောင်ရန်အမေရိကန်ဖက်ဒရယ်တရားသူကြီးတူကတားမြစ်လိုက်ပြီး USAID ကိုပိတ်သိမ်းရန်ကြိုးပမ်းခြင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်နိုင်စေရှိသည်ဟုထုတ်ဖော်ပြောဆိုကြောင်းရိုက်တာသတင်းတရက်တွင် Maslow စကူရဲ့တွင်ဖော်ပြသည် အမေရိကန်ဆိုရိုက်လုပ်ငန်းများတည်ရောက်မှုရှိရန်နှင့်စွမ်းဆောင်ရည်မြင့်တန်းဖွဲ့စည်းထားသည့်ဌာန DOGE နှင့်သမရထရိန်အကြံပေးတန်းကျဲကျွေး Elon Musk တို့ကို American Federal တရားသူကြီးကတားမြစ်လိုက်ခြင်းဖြစ်သည်ခွင့်ရရှိယူခိုင်းတာပြီးလုပ်ငန်းများရက်ဆိုင်ခံနိုင်ရသည့် USAID ဝန်ထမ်းထောင်ပေါင်းများစွာ၏ကွန်ပျူတာစနစ်များပြန်လည်အသုံးပြုခွင့်ပေးရန်လဲမေရီလန်ပြည်နှင့်အမေရိကန်ခရိုင်တရားသူကြီး Jet Theodore Chong ကမိန့်ထုတ်ခဲ့သည်။ ရခုစီရင်ချက်သည် USAID ဝန်ထမ်းဟောင်းများနှင့်လက်ရှိတောင်းထမ်းဆောင်ဆဲဝန်ထမ်းများက USAID ကိုအလင်းမြန်ဖြတ်သိမ်းခဲ့မှုနှင့်ပတ်သက်၍တရားစွဲဆိုမှုပြီးထွက်ပေါ်လာသည့်စီရင်ချက်ဖြစ်သည်။ Elon Musk တို့ GOG ကိုအသုံးချပြီး USAID ကိုတိုက်ခိုက်မှု American ဆိုရနှင့်ဖွဲ့စည်းပုံခြေခံဥပဒေပေါ်တိုက်ခိုက်မှုများအတွက်ရခုစီရင်ချက်သည်အရေးပါသည့်အောင်မြင်မှုဟုအမည်မပေါ်လိုသည့်တရားလို26ကိုကိုစားပြုသူရှိနေသော Isam ကပြောသည်။ American သမ္မတ Trump ကမထုံမှုအတွက်ဒေသပေါင်းယူခံဝင်မျိုးဆိုထားပြီး American နိုင်ငံကိုဖျက်ဆီးနေသည့်ဥပဒေမဲ့တရားသူကြီးများရှိနေကြောင်း Fox News သို့ပြောထားသည် သမရာဒရန်နီတန်တန်ဆောင်ရဲ့အင်ဖြူတော်တို့ရောက်သည့်ပထမဆုံးနေရင်မြ USAID အကူအညီများအလုံးကိုရက်60ကြာရက်ဆိုင်ရန်နဲ့ရင်းဥဆောင်သည့်အစိုးရဖွဲ့မှုများနဲ့ကိုင်းညီမညီပြန်စီရင်မိန်ထုံးခဲ့သည်ထို့နောက် Elon Musk နဲ့ DOJ တို့သည် USAID ငွေပေးချေမှုနဲ့ email များကိုဝင်ရောက်အသုံးပြုခွင့်ရခဲ့ပြီးငွေပေးချေမှုများကိုရက်စီခဲ့ကဝန်ထမ်းများပြားကိုလည်းခွင့်ယူစေခဲ့သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ3ရက်တွင်ဒီတစ်ပတ်ကတော့ USAID ကိုတစ်ကြိတ်ဆက်တဲ့ထဲချိန်ပြီးတစ်ပတ်အချိန်ကုန်သွားပြီးသူလူမှုကွန်ရက် Astrain Elon Musk ကရေးသားခဲ့သည်။ Elon Musk သည် USAID ကိုထိန်းချုပ်ပြီး American ရရှိသူကဲ့သို့လှုံ့ဆော်ခဲ့ကြောင်းမိမဖို့လိုသည့်တရားလိုမြိုက်တရားဆွဲဆိုမှုတွင်ထည့်တင်ထားသည်။တို့ချက်သည်အမေရိကန်ရရှိများကိုသမရကအမြင့်စင်းတင်သွင်းပြီးအထက်လွှတ်တော်မှတည်ပြုရမည်ဆိုသည့်အမေရိကန်ဖွဲ့စည်းပုံနှင့်မကိုင်းညီသောတရားလိုများကဆွဆွဲထားသည်။ အီလွန်မတ်စ်နှင့်တီယိုဂျီတို့သည် American Congress လွှတ်တော်ကဖွဲ့စည်းထူထောင်ထားသည့် agency USAID တို့ကိုကိုဖျက်ဆီးခြင်းဖြင့်အခွင့်အာဏာကိုကျော်လွန်လောက်ဆောင်ခဲ့သည်ဟုလည်း၎င်းတို့ကဆိုသည်သမရဘာရက်အိုဘားမားလက်ထက်တွင်ခန့်ခန့်ခဲ့ရသည့် American Maryland ပြည်နယ်ခရိုင်တရားရုံးတရားသူကြီး Theodore D. Chong နှင့် Elon Musk နှင့် DOG တို့သည် American ဖွဲ့စည်းပုံခြေခံဥပဒေကိုနှီးလန်းမြို့မြို့နှင့်ချိုးဖောက်ပြီးယခုလောက်ရများသည့်တရားလိုများကိုသာမကအများပြည်သူကြိုးစီပွားမှထိခိုက်စေသည်ဟုပြောသည် Elon Musk နဲ့ GOG တို့တရားရုံးတင်သွင်းသည့်ရှောက်လာများတွင် Elon Musk အခန်းကဏ္ဍသည်တမရော့ကျင်းအကြံပေးတာဖြစ်တော့လဲ USAID ကိုတိုက်ရိုက်ထိန်းချုပ်ခဲ့သည်ဟုချောင်းကဆိုသည် USAID program 80ရာခိုင်နှုန်းကျော်ကိုဖြတ်သိမ်းပြီးဝန်ထမ်းအများစုကိုလျှော့ချခဲ့ကြောင်းအမေရိကန်နိုင်ငံသားဤဝန်ကြီး Marco Rubio ကပြီးခဲ့သည့်ရက်သတ္တပတ်တွင်ပြောဆိုထားသည် ဝါရှင်တန်ခရံတရားသူကြီး MRLE က USAID နဲ့စာချုပ်ချုပ်ဆိုထားတဲ့ငွေပေးချေမှုများအတွက်ဒေါ်လာ680တန်ခံကိုမတ်လ10ရက်နောက်ဆုံးထားထုတ်ပြန်အမိန့်ချခဲ့တော့လေအစိုးရအုပ်ချုပ်ရေးဘွဲကထုတ်ပေးချေမှုများအတွက်တူးချင်းပြန်စီရင်လို့တဲ့အစိုးရဆိုင်ငံထားတယ်ဆလဘီလင်ကေမြို့နယ်စစ်ကောင်စီမှစစ်မှုထမ်းရန်စင်ခေါ်နေဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းပြည်လင်းကင်းမြို့နယ်တွင်စစ်ကောင်စီလောက်ကန်တနာဆိုင်ရာများကပထမချိန်ပြည်သူစစ်မှုထမ်းဆင်းခုမှုများရှိလာကြောင်းစုံစမ်းသိရသည်။မက်လပထမပတ်မှစတင်လင်းကင်းမြို့နယ်တွင်စစ်ကောင်စီလောက်ကန်တနာဆိုင်ရာများမှရခိုင်အုပ်ချုပ်ရေးမှုနှင့်ကျေးရွာအုပ်ချုပ်ရေးမှုတို့ကိုခေါ်ယူပြီးစီဝေးပြုလုပ်ကပြည်သူစစ်မှုထမ်းစတင်ကောက်မီပြောဆိုခဲ့ကြောင်းလင်းကင်းမြို့ဒေသခံအမျိုးသားတို့ကရှမ်းတန်တော်စင်ကိုပြောသည်။ ဒါပရမဆုံးနာမည်စရင်လိုက်ောက်တာသူတို့ကတော့နာမည်စရင်ပိုင်ရင်ပါတဲ့လူမတွေ့ရင်တော့မိဘတွေကိုအသိပေးတယ်ဟုလင်ကင်းမြို့ဒေသခံမျိုးသားသူကပြောတယ်ပြီးခဲ့သည့်2024ခုနှစ်ဖေဖော်ဝါရီလဆန်းမိုင်းနဲ့စကောက်စီမှာပြည်သူ့စစ်မှုထမ်းအိုရီကိုပြတန်းခဲ့ပြီးနောက်လင်းခေမျိုးနယ်လူငယ်အများစုသည်အခြားပြည်နယ်နဲ့တိုင်းမှပြည်သူများနေသူအင်းဒီချင်းထိုင်းနိုင်ငံတို့ထွက်ပြေးတိမ်းရှောင်ကြတဲ့ကဲတော့နေမြေကန်တိုင်းသာလနဲ့ကင်တက်အတွင်းတို့တောင်းရောက်စစ်မှုထမ်းကြောင်းသိရသည် လက်ရှိစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများသည့်ရက်ကွက်ကြေးရတွင်သို့တွင်ဆင်းပြီးအသက်၁၈နှစ်နဲ့၁၄၅နှစ်အရွယ်များကိုလိုက်လံစရင်ကောင်းနေကြောင်း၎င်းဒေသခံမျိုးသားကပြောသည်။အခုတော့လူတွေစာပေးစရင်ကောက်လိုက်ရှာနေတာလူကမရှိဘူးဒီကလူတွေကထိုင်းဘန်းနဲ့ရှမ်းတက်တွေရဲ့ရောက်ကုန်ပြီလူငယ်တွေမရှိရင်မရရင်တော့ဘလို့လုံးမလဲဆိုတာမသိသေးဘူးလင်းခေးမြို့မှာအသက်40ရွယ်ရှိတေသာခံမြို့သားသူကပြောတယ် စစ်ကောင်စီတမပြည်သူ့စစ်မှုတန်းတင်တဲ့အမှတ်စဉ်တေကို2024ခုနှစ်ဧပြီလ10ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ရာလက်ရှိတွင်တင်တဲ့အမှတ်စဉ်17တိဖွင့်လှစ်ထားကြောင်းသိရသည်ရှိခိုးဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့ ARSA ခေါင်းဆောင်အပါအဝင်လူဆယ်ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကဖမ်းဆီးလိုက်ပြီးတရားမဝင်ဝင်ရောက်မှုရာဇဝတ်မှုများဖြင့်စုံစမ်းစစ်ဆေးတိုက်ခိုက်မှုများလုပ်ရန်လျှို့ဝှက်စည်းဝေးလုပ်ခဲ့ရရပြောဆိုဆွေးနွေးခြင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရှခိုင်ပြည်နယ်တွင်လှုပ်ရှားနေသော ARSC ခေါင်းဆောင်ပအဝင်လူဆယ်ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကဖမ်းဆီးလိုက်ပြီးတရားမဝင်ဝင်ရောက်မှုရာဇဝတ်မှုများဖြင့်စတင်ဆုံးဆန်းစစ်ဆေးနေကြောင်းဘင်္ဂလားဒေ့ရှ်မှလာသောသတင်းများအရသိရှိရသည်။ မတ်လ16ရက်နေ့တွင် ARSA ကစား Italy Abu Amazoni အပါအဝင်ပတ်သက်ဆက်နွယ်သူဆယ်ဦးဖမ်းဆီးရရှိခဲ့ကြောင်း၎င်းတို့ကိုတရားမဝင်ဝင်ရောက်မှုရာဇဝတ်မှုများအတွက်ယမန်ဆယ်ရဲ့ယူထားပြီးစုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရရှိကြောင်းအခြားဖမ်းဆီးခံရသူများတွင်အသက်66နှစ်အရွယ် Monster MN အသက်29နှစ်အရွယ်ဆလီမူလာအသက်24နှစ်အရွယ်အမတ်တူလာအသက်43နှစ်အရွယ်မတ်ဟာဆန်အသက်26နှစ်အရွယ်မိုနီရိုဇမ်မာတို့ပါဝင်ကြောင်းသိရှိရသည် င်္ဂလားဒေ့ရှ်အာနာပိုင်းများ၏အစီရင်ခံစာရင်းဖန်ဆီးခံရသူများသည်စူယုံဆွေးနွေးတိုင်ပင်ကြပြီးပြင်းထန်သောရာဇဝတ်မှုများပြုလုပ်ကြရင်လျော်ဝတ်တိတ်ဆုံမှုများပြုလုပ်ခဲ့ကြောင်း ARSA အဖွဲ့ကလူတက်မှုလူမောင်းကိုပြန်ပေးဆွဲမှုလူကုန်ကူးမှုနဲ့ငွေညှင်းမှုအပောင်းဝင်ရာဇဝတ်မှုဆိုင်ရာလှုပ်ရှားမှုများတွင်ပါဝင်နေကြောင်း ARSA အဖွဲ့ကရိုဟင်ဂျာများမြန်မာနိုင်ငံသို့ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကိုဆန့်ကျင်ခဲ့ကြောင်းသိရှိရသည်။ 2022ခုနှစ်စက်တင်ဘာ29ရက်နေ့ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူကောင်းဆောင် Moab Allah အသက်ခံရပြီးနောက် ARSA အဖွဲ့လှုပ်ရှားမှုများအရှိန်မြင့်လာကြောင်းအသက်ခံရသော Moab Allah ကရိုဟင်ဂျာများကိုနေရပြန်ရေးကိုထောက်ခံအားပေးနေကြောင်းသိရှိရသည်မွိအလာအသက်ခံရပြီးနောက် ARSA ကလုံခြုံတပ်ဖြတ်မှုများ၏နောက်ကွယ်ရင်ရှိနေကြောင်းအသက်ခံရသူ၏ဆွေမျိုးများကထုတ်ဖော်ပြောဆိုတော့လေ ARSA ကောင်းဆောင်အက်ဂျူလာကတပ်ဖြတ်မှုတွင်လက်နက်ကင်ဖွဲ့ပအဝင်ပတ်သက်မှုမရှိကြောင်းညင်းဆိုခဲ့သည် ARSA ဆိုစီချိုအထလာသည်2022ခုနှစ်နိုဝင်ဘာလအတွင်းဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တွင်ဘင်္ဂလားဒေ့ရှ်အစိုးရ DGFI အရာရှိသူကိုတပ်ဖြတ်မှုနှင့်ပတ်သက်၍ဆွဆဲခံရသူ65ဦးနှင့်အတူတရားခံဖြစ်သမတ်ခံခဲ့ရကြောင်း DGFI တွင်တောင်းထန်ဆောင်နေသောဘင်္ဂလားဒေ့ရှ်တပ်မှ Race 1 Rush Day သည်နေဆက်အနည်းတွင်တည်ဆုံခဲ့ရသည်